ီကနေ့အထွေထွေရွေးကောက်ပွဲနေ့မှာဆန္ဒမဲပေးကြသူတွေဟာမနက်၄နာရီလောက်ကတည်းကမဲယုံတွေရှေ့မှာစောင့်ဆိုင်းခဲ့ပြီးမဲပေးခဲ့ကြပါတယ်။အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပြည်ထောင်စုစံခန့်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကခေါင်းဆောင်တွေလည်းအများအနည်းတူတန်းစီပြီးမဲပေးခဲ့ကြတာကိုတွေ့ရပါတယ်။နေပြည်တော်မှာနိုင်ငံတော်သမရဦးသိန်းစိန်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်တို့လည်းဒီကနေ့မဲပေးခဲ့ကြပါတယ်။လက်ရှိပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာသူ့ရဲ့မဲဆန္ဒနယ်မြေဖြူမြို့မှာဆန္ဒမဲပေးခဲ့ပါတယ်။ရရှိလာတဲ့မဲရလက်ကိုသူ့အနေနဲ့လက်ခံသွားမယ်လို့ပြောပါတယ်။ မဲပေးပြီးနောက်တိုင်းမှာမဲရက်လက်ပေါ်ကြီးစီပြီးအလုံးကအပြည့်ပြည့်ပြီးတော့ဒီနေ့ဒီရက်ဖြစ်စီအဲ့ဒီတော့သမီးကိုအားလုံးပါလို့ပြုရကြီးရယ်မဆွေးရခါမဆွေးရအီဒီလူကြီးရယ်တောင်ရှိတဲ့လူတွေကအားလုံးပူပန်းပြီးစာကြည့်ကြတယ်နေ့ကျဆွေးမယ်ဆိုရဲထိဆက်နေတာလေအဲ့ရလာတဲ့မဲတော့လည်းအပန်းနေကလက်ခံပါမယ်လက်မခံကြလည်းအကြောင်းမရှိအကုန်လုံးဝိုင်းပြီးဆောင်ကြည့်ကြ အမအမတွေ့လို့ရှိရင်လည်းတွေ့ရအောင်အားလုံးပြောလိုက်လို့အဆင်ပြေပါမယ်ရန်ကုန်မြို့တောင်ကလာပါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်သိန်းလင်းဟာတောင်ကလာပါမြို့နယ်ကိုရက်ကွက်ကမဲယုံတင်မှာမဲယုံမဖွင့်ခင်မှာအခြားမဲဆန္ဒရှင်တွေနဲ့အတူမဲပေးဖို့ဆောင်ဆိုင်ခဲ့ပါတယ်။ဆန္ဒမဲပေးတဲ့နေရာမှာအခက်အခဲမရှိပေမဲ့မဲယုံမဖွင့်ခင်တဲ့ကမဲဆန္ဒရှင်တွေတန်းစီဆောင်ဆိုင်နေရတာအများပြားဖြစ်တာကြောင့်ညနေ၄နာရီအတွင်းမှာမဲဆန္ဒရှင်တွေအားလုံးမဲမပေးလိုက်ရမှာကိုစိုးရိမ်နေလို့ဦးအောင်သိန်းလင်းကပြောပါတယ်။ပထမတစ်ချက်ကတော့ဒေသတွေမှာလည်းပါပါတယ် ဘယ်ဟာတွေဘယ်လိုဖြစ်ရင်ခိုင်လုံမဲဘယ်လိုဖြစ်ရင်ပယ်မဲဆိုတာတင်းတင်းလာအဲ့မှာပါတာရှိတယ်နော်အဲ့ဒီတင်းတင်းလာဖော်ပြချက်လေးကိုမဲဦးနေမှာကတ်ထားတင်တယ်ဒါတွေကအဲ့မဲရည်တဲ့အခါမှာအငင်းပွားစရာတွေရှိတဲ့အတွက်ဒီတင်းတင်းပါတဲ့အထောက်ထားကိုကြည့်ပြီးတော့မှဖြေရှင်းကြရမယ်နော်ဒီတစ်ချက်နောက်တစ်ချက်ကတော့ဒီနေ့မဲပေးတာဟိုလူတွေတော်တော်များတယ်လို့ လူလည်းတော်တော်စိတ်ဝင်စားတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့၄နိုင်ထိုးမိပမလားလို့စိတ်ပူတယ်တော်တော်များတယ်ဟင်အဲ့တော့မိပမလားလို့အချိန်မိပမပြီးပါမလားလို့စိတ်ပူတယ်ပေါ့မဲဆန္ဒရှင်စင်အမားရွင့်နေဟာရွေးကောက်ပွဲနေ့အထိရှိနေသေးတာကြောင့်ဒီပေါ်မှာလဲစိုးရင်ပူပန်မှုတွေရှိနေကြပါတယ် ကြောက်တန်းမြို့နယ်မှာဝင်ရောက်ရှင်မြိုင်နယ်ပြည်တော်စုဝင်ကြီးဦးအောင်မြင့်ကဒီကနေ့မနက်ကကြောက်တန်းမြို့မှာမဲပေးခဲ့ပါတယ်။သူကဒီမဲဆန္ဒရှင်စင်းအမှားရွင့်နယ်ဟာကိုယ်စလဲလောင်းတွေရွေးကောက်ပွဲအောင်နိုင်ရေးအတွက်အဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေမရှိဘူးလို့ပြောပါတယ်။ကျွန်တော်ပဲဖြစ်စီကျွန်တော်နဲ့အတူပါဝင်ရှင်မြိုင်နယ်ဒီလွတ်တော်ကိုယ်စလဲလောင်းတွေပဲဖြစ်စီနော်အမတန်မှဟိုပြောမယ်ဆိုရင်အဆုံးဖြတ်ပေးလောက်တဲ့အထိဖြစ်နိုင်မှုအမတန်နဲ့ပါတယ်။ခုနကဟိုဆရာပြောသလိုကျွန်တော်တို့မှာကြေးပါ80နဲ့ရှိပါရှိတယ်။ အဲ့ဒီတော့အဲ့ရှိတဲ့ရွာတွေရဲ့အခု complaint တက်လာတဲ့ပေါ့နော်အမြဲမရောက်ရတယ်မသိဘူးအမြဲမရောက်ဘူးစီကနေပြီးတော့ကျွန်တော်တို့အခက်အခဲတွေကိုပြောနေတဲ့ဥစ္စာအမှန်တန်နေပါတယ်အဲ့တော့ဒီနေအမှန်တန်နေတဲ့အတွက်ကျွန်တော်တို့ကအခုလက်ရှိဆိုရင်ဟိုတသိန်း2600ဆိုပြီးတော့ခမ်းမန်းကြီးပေါ့နော်အတိအကျတော့ကျွန်တော်ဟိုခင်ဗျားတို့ကြည့်ပြီးသားပါအဲ့တော့အဲ့ဒီအရေးအတွက်ဟာခင်ဗျားဆိုတော့အားလုံးကမေးမြန်းစုံစမ်းလို့ရတဲ့အရေးအတွက်နဲ့စာရင်အမှန်တန်မှနေပါတယ်လို့ကျွန်တော်တို့ ဟိုသုံးသပ်လို့ရမှာဖြစ်တဲ့အတွက်เนาะအခုမဲရလည်းဒီညနေပိုင်းဒါမှမဟုတ်နောက်တည်းအတီးပြတဲ့အချိန်မှာပေါ့မဲရတယောက်နဲ့တယောက်နဲ့အဲ့ဒီလိုပုတိပုတ်တာဟိုတမတ်နှစ်မပေါ့ဗျာတယောက်နှစ်ယောက်နဲ့ပြောင်းလဲသွားမယ်မဲမျိုးဟုတ်မဟုတ်ဆိုတာတော့ကျွန်တော်လည်းပြောလို့မရပါဘူးအရာရီတိုင်းဟင်္ဒရာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတဝူဖြစ်သူ USDP ပါတီပူးတွဲဥက္ကဋ္ဌဦးထေဦးကဟင်္ဒရာမှာဒီကနေ့မဲပေးခဲ့ပါတယ်။ဒီရွေးကောက်ပွဲရလဟာနိုင်ငံရေးပါတီတွေအတွက်မဟုတ်ဘဲပြည်သူတွေအတွက်ဖြစ်တယ်ဆိုတာကိုအခုလိုပြောပါရစေ။ ဒီရွေးကောက်ပွဲကြလာကနော်တကယ်တမ်းပြောရင်ပါတီတွေအတွက်မဟုတ်ဘူးအဲ့ဒီရေကောက်ပွဲကြလာရလာလို့ရှင်အဲ့ဒီရလာတဲ့ပါတီတွေကပြည်သူအတွက်ကိုဆောင်ရွက်ပေးရမှာအဲ့ဒါအရေးကြီးတယ်ပါတီတွေကဘာမှပြည်သူရမရှိဘူးပါတီတွေကကျွန်တော်ပါတီအနေနဲ့ဒါကျွန်တော်ပြောတာပါကျွန်တော်ပါတီအနေနဲ့ကဒီရလာရသည်ဖြစ်စေမရသည်ဖြစ်စေရေကောက်ပွဲလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေအကျိုးရှိအောင်ကျွန်တော်လုပ်နေတာပဲ ကချင်ပြည်နယ်မြကြီးနားမြို့နယ်မဲဆန္ဒနယ်ကစံကိုင်ဖွံ့ဖြိုးရေးပါတီပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးညွန်ဝင်းကသူ့အနေနဲ့ရွေးကောက်ပွဲအတွေ့အကြုံရှိပေမဲ့ဒီရွေးကောက်ပွဲမှာအနိုင်ရရှိမယ်လို့ယုံကြည်ကြောင်းပြောပါတယ်ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်နိုင်လိမ့်မယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအခုမှရွေးကောက်ပွဲဝင်မှဝင်ရောက်အရှင်ပြိုင်နဲ့ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်ဘူးကျွန်တော်ဒီလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလေးကကျွန်တော် Pride Day စိတ်ဓာတ်နဲ့လူမှုအချို့ပြုလုပ်ငန်းတွေကို ကျွန်တော်တို့အသင်းတုန်းကအသင်းရဲ့ဥဆောင်မှုကျွန်တော်တို့လက်ရှိပါတီဖြစ်လာတော့ပါတီရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်အခုကိုယ်စလဲလောင်းရွေးမှအရွေးခံတဲ့မဟာမုတ်တဲ့အတွက်ကျွန်တော်ကျွန်တော်ကိုကျွန်တော်နိုင်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရင်းနဲ့ဝင်မျိုးရေးပါတီကကိုယ်စလဲလောင်းအများစုဟာဒီရွေးကောက်ပွဲမှာသူတို့အနေနဲ့2010ရွေးကောက်ပွဲတုန်းကလိုပဲအနိုင်ရရှိမယ်လို့ယုံကြည်ကြောင်းပြောကြပါရရှင်။